ထမင်းတုံးလုံးကုန်အောင်စားလို့ကောင်းပြီးလွယ်ကူရိုးရှင်းတဲ့ခရံသီးတုပ်လုံးနီးလေးကိုမျှပေးလိုက်ပါတယ်။အရင်ဆုံးခရံသီးလေးတွေကိုထိတ်လေးတွေလီးထားပေးပြီးအလဲကနေနှစ်ပိုင်းပိုင်းထားပေးလိုက်ပါမယ်။ပြီးရင်တော့အလဲကနေနှစ်ချမ်းချမ်းထားပေးလိုက်ပါ။ချက်ဖို့အတွက်နောက်ထပ်ပိုင်းပစ္စည်းလေးတွေကတော့ဒါလေးတွေပါပဲ။ဟိမချက်ခင်တခုလောက်ပြောစရာလေးရှိလို့ပါ။မတည့်ရသူတချို့ကနိုင်ငံခြားဗီဒီယိုတွေပြန်တင်ပြီးတော့အတံပြန်ထည့်ထားတဲ့ထင်ကြလို့ service မှာတင်ထားတဲ့အကုန်လုံးကကိုရိုင်းချက်ပြီးတော့ကိုရိုင်းရိုက်ထားတဲ့လေးတွေပါ။ပြီးတော့အခုနောက်ပိုင်းချက်ထားတဲ့လေးတွေမှာဆိုလို့ရှိရင်လည်းဒီ service တစ်စိတ်လေးကိုအမြဲတမ်းထည့်ထားပါသေးတယ်။ အရင်ဆုံးခရမ်းသီးလေးတွေကိုပောင်ဝဲထဲမှာထည့်ပေးပြီး15မိနစ်လောက်ပောင်ထားပေးလိုက်ပါမယ်။အညံလေးနဲ့ထိုးကြည့်လို့နူးလာပြီဆိုရင်တော့ဆယ်ပေးပြီးတော့အေးခံထားပေးလိုက်ပါမယ်။နောက်ထပ်ငရုတ်သီးလေးတွေကိုအိုးထဲမှာစီမံထည့်ပဲနဲ့လော်ပေးရပါမယ်။အယောင်ပြောင်းလာပြီဆိုရင်တော့စားလေးတစုံလောက်ထပ်တဲ့ပေးပြီးတော့တေချာလေးထပ်လော်ထားပေးလိုက်ပါ။ရသွားပြီဆိုရင်တော့ဆယ်ပေးပြီးတော့အေးခံထားပေးလိုက်ပါမယ်။ခုနအေးခံထားတဲ့ခရမ်းသီးလေးတွေကိုလက်လေးနဲ့တေချာလေးဖွာထားပေးလိုက်ပါမယ်။နောက်ထပ်ငရုတ်သီးလေးတွေကိုလည်းဖွာထားပေးလိုက်ပါ။ ပြီးရင်တော့ကျက်သွန်ဖြူ၊ငရုတ်ကောင်းမုံ၊ငရုတ်သီးမုံ၊ခွာကြောင်မုံထည့်ပေးပြီးတော့မွေးသွားအောင်လို့အပေါ်ကနေစီမူလေးလောင်းထားပေးလိုက်ပါမယ်။ပြီးရင်တော့အရသာအတွက်ပန်းကံပြရဲ့အကြီးနှစ်ဆုံးထည့်ပေးပြီးစားတကြားကျက်သားမုံထပ်ထည့်ပေးပြီးသွားရင်တော့နှံသွန်အောင်တခြားလေးနှံထားပေးလိုက်ပါမယ်။ဒါဆိုရင်တော့အခုလိုမျိုးအရန်မွေးပြီးစားလို့ကောင်းတဲ့ခရံသီးတုပ်လေးကိုရပါပြီနော်။